ုနှစ်အောက်တိုဘာလ10ရက်နေ့ တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှအလုတ်2မျိုး၊နေရာ2မျိုး၊ဝင်ငွေ2မျိုး၊ဘဲအရာမဆူနှစ်ချိတ်နှစ်ခါကြုံတရားတန်းတင်အပြိုင်အဆိုင်ကြားတွေကနေပြီးတော့လေဒီနေ့မှအခွင့်အရေးကောင်းတွေရရှိတတ်တဲ့ကျမရဲ့အနေနဲ့စိတ်နဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တာအစာအိမ်နဲ့ပတ်သက်ပြီးတော့အထူးသတိထားနော်။အခြေအနေမှလည်းဝေးလေကောင်းတွေဖြစ်နေတတ်တဲ့ အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအပြာရောင်နဲ့ခရင်ရောင်ပဲဖြစ်ပါတယ်ရရရအနေနဲ့မိမိအရှိဖျားမှာဘစ်စကစ်ကလူပေးရမှာဖြစ်ပါရှင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ တနင်္လာသာသမီများအတွက်တနေ့ဒါဟော့စဒန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာစီးပွားရေးလူမှုရေးကိစ္စတွေကအဆင်ပြေအောင်မြင်မယ်နော်။ကျန်းစီသာသမီအရာအလုံးနဲ့အဆင်ပြေမယ်အောင်မြင်မယ်။ငွေကြေးကံအလွန်ကောင်းတယ်နော်။အချီရေးမှလည်းစမ်းနေတအားပွင့်နေတဲ့တဲ။ကျမ်းမာရေးအနေနဲ့အာယုံကျော်နဲ့ပတ်သက်တဲ့အကျော်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတဲ့စိတ်ရှဝတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်ကအနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိပြားမှာရှီတမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်။25ခုနှစ်အောက်တိုဘာလ10ရက်နေ့အင်္ဂါသားသမီးများအတွက် အနေတာဝဇဒန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာငွေငွေကြေးကန်ထားကောင်းတယ်နော်။မထင်မဖဲနဲ့အဆုလိုက်ပုံလိုက်ထုတ်လိုက်ဒေလိုက်ဝင်လာတတ်တယ်။သူများပြဿနာကိုပြဿနာဖြစ်တဲ့အတွက်တွက်တတိထားနော်။ပဲလော်ကြာစားညက်ဆိုတလူမျိုးဂျာညက်တတ်တယ်။ရွှေမျိုးမိသားစုအတွက်တည်းလဲဒီနေ့အတွက်စိတ်တော်ကတွေတခုတခုကြုံရတတ်တယ်။အလုတ်ထဲမှာလဲစိတ်တည်ထားလေနေတတ်တယ်။အလုတ်မှာစိတ်မပါတာမျိုး တွေဖြစ်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့လည်းခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချီးအမာနဲ့စိတ်အနှောက်ရှက်ဖြစ်စရာတွေနဲ့ကြုံရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိပြားမှာကိမ့်မုတ်နှစ်ချက်ကလူပေးရမှာဖြစ်ပါရှင့်။ 25ခုနှစ်အောက်တိုဘာလ10ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက် ။တနေ့တာဟော့စဒန်ဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာမိမိနေအိမ်အလုပ်မှာစိတ်ရှုပ်ရှားတွေစိတ်ညစ်ဆရာတွေစိတ်တော့ကတွေတခုတခုကြုံရတတ်တယ်အခြေအနေနဲ့အိမ်တော်ရင်းမှာလည်းစကားပြောဆိုရတာညှင်းခုံရတာတွေလည်းဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့စီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တယ်သတိထားနော်ငွေချေးကံဒီအလွန်ကောင်းတယ်နော် အကျိုးပေးတဲ့ကဏ္ဍကတော့ ခွန်နဲ့ကိုးဖြစ်ပြီးအချိုးပြည့်တဲ့အရောင်မှာခရမ်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဘုရားမှာမုတ်စိမ်းပေါင်းကလူပြရမှာဖြစ်ပါရှင်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ဇာတာပရိသတ်များအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်ခြားသာပရိသတ်သမီးများအတွက်ဒီနေ့မှာမိတ်ဆွေကောင်းနေပညာကောင်းနေရရှိတတ်တဲ့ရဝေးကနေပြီးတော့တည်ငောင်းနေခြားရတတ်တဲ့ဝေးကြီးတွေကတော့သုံးလေဝင်လေဖြစ်နေတတ်တဲ့အလုံးမှလည်းအဆဆအယယအစဉ်ပြေအောင်မြင်မယ်နော်ကျမ်းမာရေးအနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီရေးမှလည်းကြားလေတွေးလို့ဝေးနေရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ 4နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်ကအပြာရောင်နဲ့အစိမ်းရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရင်ပြားမှာဘုဖတ်တုံးကလူပေးရမှာဖြစ်ပါရဲ့ရှင်။25ခုနှစ်အောက်တိုဘာလ10ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တောင်ဝဇရံဖြစ်ပါတယ်။လူမျိုးကြဘာသာကြတွေရဲ့ အကူညီကောင်းတွေထောက်ပံ့ကောင်းတွေဒီနေ့အတွက်ရတတ်တဲ့ရွှေလဝိယရဏများနဲ့ပတ်သက်ပြီးသွားရင်လည်းစိတ်တော်ကတွေကြုံရတတ်တဲ့သူတစ်ပါးကမိမိကိုခြောက်တွန်းတာခြောက်ချတာတကူတကားကိုဒုက္ခပေးတာထင်လွဲဆွဆွဲတွေလည်းဒီနေ့အတွက်ကြုံရတတ်တယ်နော်ဂျမ်းမရဲ့အနေနဲ့ခြေထောက်မှာတိကိုက်ဒဏ်ရာရတတ်တဲ့ချစ်သူစီကနေပြီးတော့သတင်းကောင်းကြားရတတ်တယ်အကျိုးပေးတဲ့ကနန်းကောင်တင့်တဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းကအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာလက်ဖက်တော့ကတ်လူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့စနေသားသမီးများအတွက်တနေ့တောင်ဟော့စဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာကြံပန်ပြီးတော့ငွေကုန်ကြေးကျတွေရှီလိုအပေါက်ရှာပြီးငွေကြေးတွေထွက်နေတဲ့အလုံးမှလည်း အတိုက်အခံအတိုက်အခိုက်အနောက်အရှက်တေလဲဒါများတတ်တယ်အိမ်တွင်းရေးမှလည်းမတမယာကြီးဖြစ်နေတတ်တယ်ချမရေးအနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့တည်င်းကောင်းတွေခြားရတတ်တယ်အချိုးပေးတဲ့ကနန်းကားတော့တင့်နဲ့သုံးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကအနီရောင်နဲ့ချက်သေးအောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအရှိပြားမှာ လိမ္မော်ရေကလူပေးရမှာဖြစ်ပါရဲ့ရှင်။